ဒါကကျွန်တော်လောက်ပိုးသမျှတွေမှာအယိုးရှင်းဆုံးနဲ့မကြိုက်တဲ့သူလုံးဝမရှိနိုင်တဲ့မုံတမျိုးဖြစ်ပါတယ်ဒီမုံချိုအစ်စ်ကနူးညံ့အီးဆက်ပြီးတော့အမြင်မှာဆွဲလို့ရတဲ့မုံချိုမျိုးစားပဲဖြစ်ပါတယ်စပယ်ပန်းရဲ့နဲ့စပယ်တီးစိမ့်မိုချီကတကယ်ကိုမှအရန်စားလို့ကောင်းပါတယ်ချိန်ကွက်မရှိတဲ့သူဆိုရင်တော့ကျွန်တော်လောက်ဒီလိုမျိုးလေးလိုက်လို့ရပါတယ်မိုချီလောက်ဖို့ပြောင်းကုန်မုံ40ဂရမ်ကောင်းကျင်မုံ200ဂရမ်တရား50ဂရမ်တဲမှာနွားနို260ဂရမ်ရောထည့်ပြီးတော့ အစီအစံနည်းနည်းကျန်တဲ့အထိမှွေပေးလိုက်ပါမယ်။အဲ့နောက်အိုးတဲ့စကားနဲ့စစ်ထည့်ပြီးတော့ထောပတ်တလုံးမှာထည့်ပေးလိုက်ပါမယ်။သူ့ကိုမီးအေးအေးနဲ့ကြိုပေးလိုက်ပြီးတော့အိုးရောစုံကိုပါမကတ်တော့ဘဲနဲ့အဖြူစံမကြံတော့တဲ့အနေထားရောက်ရင်တော့ရပါပြီ။မောင်သားကိုသုံးပိုင်းခွဲပြီးတော့လက်ဖက်စိမ့်မှုအနည်းများနဲ့အယောင်မတူအောင်လုပ်လုပ်ပေးလိုက်ပါမယ်။တခု50ဂရမ်လေးချင်ရှိတဲ့မုံပိုင်းလေးတွေဖြစ်အောင်ပိုင်းပေးပြီးတော့ရင်တော့ နွားရှာပုံအမြောင်းရှည်လေးရအောင်လို့လိမ့်ပေးထားလိုက်ပါမယ်။စပယ်ပန်းရနက်ခရင်ရဖို့အတွက်စပယ်ပန်း 100g ကို whipping cream 200g နဲ့ထည့်ကြိုပြီးတော့အေးသွားပြီဆိုရင်တော့အဖက်တွေစစ်ထုတ်ပေးလိုက်ပါမယ်။ cream cheese 200g နဲ့မှာတကြား 40g နဲ့စပယ်ပန်းရနက်ခရင်ထည့်ထည့်ပြီးတော့တမအောင်မှုပေးလိုက်မယ်ဆိုရင်တော့အထဲမှာထည့်ဖို့ cream ကိုရပြီဖြစ်ပါတယ်။သူ့ကိုမုံသားပေါ်မှာတမအောင်တင်ပြီးတော့စပယ်သီးစိမ့်နဲ့ပိုပါပလဲလုံးလေးတွေတင်ထားပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့အနားနှစ်ဖက်ကိုဖိပိတ်ပေးလိုက်ပါမယ်။ ပကံလုံးလေးတစ်လုံးယူပြီးတော့အဝိုင်းပုံစံလေးလုပ်ပါမယ်။ဒါအောင်လုပ်တဲ့အချိန်မှာစပြေသေးစိမ်များများထည့်ဖို့မမေ့ကြပါနဲ့နော်။သူနဲ့ပိုပါပလဲလုံးလေးတွေကစားလိုက်တာနဲ့တထုပ်ထုပ်နဲ့အရသာကိုပိုတိုးစင်နေပါလိမ့်။နူးညံ့ညံ့လေးမို့လို့တကိုက်ကိုက်လိုက်တာနဲ့အကြိုက်တွေ့သွားစီမှတေးကြပါရင်နေရာဒီမှာဇီယောင်းမှုကြံနေတဲ့သူတွေလည်းဒါလေးကိုဆန်းလုပ်ပြီးတော့ရောင်းကြည့်လိုက်လို့ရတယ်နော်။ oven နေပုံစံကွက်တွေမလို့ပဲမှွေလိုက်ရုံနဲ့တင်အပြင်မှာဈေးကြီးကြီးပေးဝယ်စားရတဲ့ bloody ကိမ့်မုံလေးတစ်ခုလှုပ်ရှားလို့ရပါတယ်။တကိုက်ကိုက်လိုက်တာနဲ့လန်ဆန်နေ bloody မှွေရနေတဲ့ ချီစီရဲ့လေးနှံမှုကရှာပြားမာရင်အရေးပြောသွားပြီးတကယ်ကိုမှစလုပ်ကောင်းစီမှာပါအိမ်မှာရှိတဲ့ကွကီးဆဲကိုကြည်သွားအောင်ဖိချေလိုက်ပြီးတော့ထောဘက်စီနဲ့တမအောင်မှုေပေးထားလိုက်ပါမယ်ပုံစံကွက်မရှိဘူးဆိုရင်တော့ပလတ်စတစ်ဘူးတစ်ခုယူပြီးတော့အထဲမှာစီစဉ်ဆက်ကိုဒါမှမဟုတ်ပလတ်စတစ်အပါလေးခင်းပေးလိုက်ပါမယ်သူတွေကိုဘစ်စကစ်ကြေတွေထည့်ပြီးတော့ခွက်နဲ့ဖင်ပြားနေအောင်ဖိကပ်ပေးထားလိုက်ပါမယ်အဲ့နောက်မှာတော့ရေခဲတစ်တာရဲအေခဲပေးထားလိုက်ပါမယ်အေခဲချားတော့မှနုလက်ဖက်ကြီးလှုပ်ဖို့အတွက်နွားနှုတ်ပူပူ90ဂရမ်တကြား20ဂရမ် လက်ဖက်ချောင်း5ဂရမ်၊ဂယ်လက်တင်100ဂရမ်ထည့်မွေပေးလိုက်ပါမယ်။ cream cheese 250ဂရမ်ကိုခွက်ထဲထည့်ပြီးတော့ချောမွေသွားအောင်လို့ဖိချေပေးလိုက်ပါမယ်။အဲဒီနောက်မှာနိုးလက်ဖက်ရည်ကိုထည့်ပြီးတော့တမအောင်မွေပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ cream 200ဂရမ်နဲ့တကြား40ဂရမ်ကို3မိနစ်လောက်မွေပြီးတော့ဒီလိုမျိုးဒိန်ချင်အပြည့်အနေထားရအောင်လို့လုပ်ပေးလိုက်ပါမယ်။သူ့ကိုကနာကနိုးနှစ်ထည့်ထည့်ပြီးတော့တမအောင်ထည့်မွေပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့ခွက်ထဲလောင်းထည့်ပြီးတော့ခဲသွားအောင်အေးခံပေးလိုက်ပါမယ်။ အပေါ်မှာထပ်ဖို့နှုတ်လက်ဖက်ရည်ဂျယ်လေးအတွက်နွားနို100ဂရမ်နဲ့တရား25ဂရမ်နဲ့လက်ဖက်6တထုံးနှစ်ထုပ်ထည့်ကြိုပြီးတော့ခန့်နှွေးတွေးဖြစ်သွားပြီဆိုမှဂယ်လက်တင်10ဂရမ်ကိုထည့်မွေပေးလိုက်ရင်ရပြီဖြစ်ပါတယ်။သူထဲမှာအစိမ့်အမှုန်လေးတွေပါလို့စကားနဲ့စစ်ထည့်ပြီးမှပဲကိမ့်မုံပေါ်မှာပြပြေစုံနဲ့ပုံစံရစီမှာဖြစ်ပါတယ်။ လိလိုက်တာနဲ့လက်ဖက်ချောင်းရည်နဲ့တင်းပြန်ပြီးတော့တကိုက်ကိုက်လိုက်တာနဲ့နိုးလက်ဖက်ကြီးအေးအေးတောင့်နေရတယ်လို့ခံစားစီရမှာပါချွတ်ချွတ်ရွားရွားဘီစကီလေးကိုအရသာလေးနဲ့တည့်မော်စီကိတ်လေးနဲ့တွဲဖက်ပေးထားပြီးတော့တုံအီးကြီးဘလက်တီနိုးဂျယ်လီလေးပါပါလို့နေ့လယ်ပတ်မှာအစာပြေနေထားနေစားမယ်ဆိုရင်တော့မှပြန်လဲရှင်းတန်လာနိုင်တယ်လို့ခံစားချက်မျိုးရမှာမလို့အချင်းရှိရင်တော့လိုက်လို့စားကြည့်လိုက်နော်ဒီလောက်နူးညံ့တဲ့ကိတ်မုံမျိုးလူကြီးမင်းတို့စားဘူးကြလားဒါပြင် oven လည်းမလိုဘဲနဲ့မှွေပေးလိုက်ုံနဲ့တင်လုပ်လို့ရပါတယ်အေးမြပြီးတော့နူးညံ့တဲ့အရသာကရေခဲမုံစားတာထက်တောင်ပိုပြီးတော့မှအရသာရှိပါတယ် ကိုနှစ်သက်တဲ့ဘစ်ကစ်၁၀ပြားကိုဒလိန်နှုံးနဲ့ကြည်အောင်ချီပြီးရင်ထောပက်စီထည့်ပြီးတော့တမအောင်မွေပေးလိုက်ပါမယ်။အိမ်နောက်မှာဆိုရင်တော့ဘန်ကွက်နဲ့ပြားတော့အောင်လိုက်ဖြီးပေးလိုက်ပါ။အခွန်ကွာတာရဲ့တရက်သီးဆယ်လုံးကိုအယိုးရှင်ဆုံးနီလန်နဲ့အသားတွေခွာယူလိုက်ပါမယ်။အဲဒီနောက်ကြိတ်ဆက်တဲ့ထည့်ပြီးတော့တရက်သီးအနှစ်ရအောင်လို့ကြိတ်လိုက်ပါမယ်။စပယ်ပန်းအနှံ့ကြိုက်တဲ့သူဆိုရင်တော့စပယ်ပန်းကြောင့်နှစ်စုံကိုနွားတို့တကြားနဲ့ရောကြိုလိုက်ပါမယ်။အိမ်နောက်မှာတော့ cream cheese 200g ထည့်ပြီးတော့မီးအေးအေးနဲ့ပျော်သွားအောင်လို့ကြိုပေးလိုက်ပါမယ်။မီးပိတ်ပြီးတဲ့နောက် gelatin ထည့်ပြီးတော့အပူချိန်နဲ့ပျော်သွားအောင်လို့မွေပေးလိုက်ပါမယ်။ ်ခရင်200ဂရမ်လေးကိုစကြာ20ဂရမ်ထည့်ပြီးတော့ဒီလိုမျိုးတင်ကျင်နေထားရအောင်လို့မှွေပေးသွားပြီးရင်ခုနကကြိုထားတဲ့နွားနို့အိုရဲလောင်းထည့်ပေးလိုက်မယ်ဆိုရင်တော့စပယ်ပန်းနို့နှစ်ကိုရရှိပြီးဖြစ်ပါတယ်ရလာတဲ့နို့နှစ်ကို၅ခွက်ခွဲပြီးရင်တရက်သေးနှစ်တည်းအနည်းအများချိန်ထည့်ပေးလိုက်ပြီးမတူညီတဲ့အယောင်တွေရအောင်ဖန်တီးပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့အယောင်နုကနေအရင်ကိုတစ်ခုချင်းစီလောင်းထည့်ပေးလိုက်ပါမယ်။ အားလုံးကိုအလဲကနေထည့်ပို့တော့သတိပြုရမှာဖြစ်ပါတယ်။အလဲလွှာကတရက်သီးပမာဏအများပြီးတော့ gelatin ပါဝင်မှုနည်းတာကြောင့် AKB နောက် galactose ရေခဲပုံရှားနေရတယ်လို့မျိုးခံစားချက်ရစီပါတယ်။ AKB ပြီးတော့ချုံမွေးတဲ့တရက်သီးကိုရန်နံသင်းပြတဲ့စပယ်ပန်းနိုးနေနဲ့တွဲဖက်ပေးကြပြီး biscuit ကျွတ်ကျွတ်လေးပါပါလို့တစ်ခုပြီးတစ်ခုစားခြင်းစိဖြစ်ပေါ်နေစီမှာပါ။အချိန်ရှိမယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်နော်။တကယ်လို့လူကြီးမင်းတို့စီမှာတမင်းတပကံရှိတယ်ဆိုရင်စစ်ပါအိတ်သေးချပြီးတော့သူ့ကိုပြားသွားအောင်ဒီလိန်လုံးနဲ့လိန်ပေးကြည့်လိုက်ပါ။ အိမ်နောက်မှာတော့ဖန်ခွက်အဝါနဲ့စံပြဝိုင်းလေးရအောင်ဖြတ်ထုတ်ပြီးတော့စီပူတဲ့အခါမှာအိုရဲထည့်ကျော်လိုက်ပါမယ်။မီအေးအေးလေးနဲ့မျက်နှာပြင်နှစ်ဖက်လုံးရှိအောင်တန်းတဲ့အထိကျော်ပေးလိုက်မယ်ဆိုရင်တော့ထမင်းရဲ့ဝေးနံတင်တင်လေးထွက်ရှိလာပါလိမ့်မယ်။ sauce အတွက်ဘဲငံများရဲ့အကျဲနှစ်စွန်း၊ဘဲငံများရဲ့အနောက်တစ်စွန်း၊ပြားရည်တစ်စွန်း၊ခရမ်းညင်သီး sauce တစ်စွန်းထည့်မွေပေးထားလိုက်ပြီးစံပြားတွေပေါ်တုံလင်းပေးလိုက်ပါ။အိမ်နောက်မှာတော့နှမ်းလေးဖြူပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။ကြည့်လိုက်ရင်တော့ရင်ကြီးထမင်းလေးလိုထင်ရပါမယ်။သူ့ရဲ့အရသာကတော့မွေမွေကျွတ်ကျွတ်လေးပဲဖြစ်ပါရည်။ ။ထမင်းတပကံကိုဒီလိန်လုံးနဲ့ဒီလိုမျိုးထူထောင်ပေးလိုက်ပါ။အရင်ကြီးကြည်ဖို့တော့မလိုအပ်ပါဘူး။ဒီလိုမျိုးအနှဲငယ်လေးဆေးကက်လာပြီဆိုရင်တော့စစ်ပါတဲ့အိတ်ထဲပြောင်းထည့်ပြီးတော့ပြားသွားအောင်လှိမ့်ပေးလိုက်ပါရစေ။အိမ်နောက်မှာတော့ကက်ကြီးနဲ့အမြောင်းလေးရအောင်ညှက်ပြီးတော့ဒီလိုမျိုးပလတ်စတစ်ကိုခွာလိုက်မယ်ဆိုရင်တော့မကတ်တော့ပါဘူး။တကယ်လို့ထမင်းကိုထောင်းတာအရင်ကြည်သွားရည်ဆိုရင်တော့နည်းနည်းကတ်နိုင်လို့အေးခဲပြီးမှခွာလို့ရပါပြီ။အိုးထဲစီထည့်ပြီးတော့သူ့ကိုမီအေးအေးနဲ့ရွှေဝါအောင်တန်းကျွရအောင်ကြော်ပေးလိုက်ပါမယ်။အိုးကနေဆဲထုတ်ပြီးတဲ့နောက်ဘယ်ဘီဆက်အမှုန်ထားမှမဟုတ် ပဲပုံမှုံဖြူပေးလိုက်ပါ။တကြားညိုနဲ့ရေကိုရောပြီးတော့သူ့ဘော်ဆန်းပေးလိုက်မယ်ဆိုရင်တော့စားလို့ရပြီဖြစ်ပါတယ်။အချိုကြရင်တော့တကြားညိုကြိုထားတာများများဆန်းလို့ရပါတယ်။အပေါ်ကွန်ကျွတ်ကျွတ်လေးကကြိုလိုက်တဲ့အခါမှာအခေါင်းပေါက်လေးဖြစ်သွားလို့သူတွေကတခုခုအစာတုတ်ပြီးစားမယ်ဆိုရင်လည်းအရင်စားကောင်းနေပါတယ်။ဒါဆိုရင်ဓမင်းချမ်းကိုသုံးပြီးတော့ပဲနောက်ထပ်အချိုမုံတစ်မျိုးလှုပ်ရှားကြည့်ကြရအောင်ပါ။ဓမင်းနွားနို့နဲ့တကြားကိုသုံးပြီးတော့မီးအလဲအလန်းနဲ့ဓမင်းစီတိုင်းကနွားနို့တွေဆုပ်ယူသွားအောင်လို့ကြိုပေးလိုက်ပါမယ်။ပကံထဲကိုနှစ်စွန်းလောက်ခက်ချက်ပြီးရင်တော့ကျန်တာကိုမုံနှစ်ပြောင်းချိန်ပေးလိုက်မယ်ဆိုရင်တော့ ပဝင်ပစ္စည်းအရန်ကိုရိုးရှင်းတဲ့ရှမ်ပူတင်းကိုရပါပြီ။ချောကလက်အရသာဖြစ်အောင်လည်းလုပ်လို့ရပါတယ်။နှစ်နာရီလောက်အေးခံပြီးရင်တော့မျက်နှာပြင်ပေါ်မှာတကြားအနေငယ်ဖြူပြီးတကြားလွာတစ်ထပ်ပါအောင်လုပ်ပေးလိုက်မယ်ဆိုရင်တော့အရသာပူချွတ်သွားစေနိုင်ပါတယ်။ဒီလိုလုပ်ထားတဲ့နို့ပူတင်းကနှိုးနှံတင်းပြန့်ပြီးတော့ချိုချိုဆေးဆေးလေးမျိုးအရန်စားလို့ကောင်းပါတယ်။ကြိတ်ဆက်နဲ့မကြိတ်ထားတဲ့ဟာတွေကစားရတာသိပြီးတော့မနှူးညံ့ပါဘူး။ဒါမဲ့ဝါလို့ကောင်းတာမလို့ထူးခြားတဲ့အရသာကိုခံစားရစေနိုင်ပါတယ်။ ချောကလက်ကြိုက်တဲ့သူဆိုရင်တော့ဒီချောကလက်ဆမ်ပူတင်လေးလှူစားကြည့်ဖို့အကြံပေးခြင်းပါတယ်။စားလိုက်ရင်အေးခဲထားတဲ့ချောကလက်လာပါအရသာမျိုးခံစားရပြီမေအရန်ကြီးမအီတာမလို့လိုက်လှူစားကြည့်လို့ရပါတယ်ခင်ဗျာ။တကြိမ်လောက်ချက်ကျွေးလိုက်ုံနဲ့တသက်မမေ့နိုင်ဖြစ်သွားစေမေကနန်းအသားပေါင်းဟင်းကိုကျွန်တော်နဲ့တူတူချက်စားကြည့်ကြရအောင်ပါ။လက်ဆက်မှုေးပြန်ပြီးတော့ပအဝင်ပစ္စည်းတစ်ခုချင်းစီတိုင်းကဟင်းနှစ်ပြေဝဆုပ်ယူထားလို့အရန်ကိုမှအရသာရှိပါတယ်။ ဟင်းနစ်ကိုထမင်းနဲ့တွဲစားမယ်ဆိုရင်လေအရန်အရန်စားကောင်းပါလိမ့်။အရင်ဆုံးပန်းကနန်းကိုတန်းစီအောင်ဆေးကြောပြီးတော့သူ့ကိုထက်ချမ်းချမ်းလိုက်ပါမယ်။ပစုံကောင်းကိုလည်းညှက်ထုတ်ပြီးတော့အမဲကြောင်းကိုဖေးလိုက်ပါလိမ့်။တရားအနေနဲ့ကြက်ချီတော့အာလူနဲ့ဆမ်မုတ်ကိုပါပြင်ဆင်ထားပြလိုက်ပါမယ်။ကနန်းကိုအကြော်ခံမုတ်နဲ့ကပ်ပြီးရင်အိုရီထည့်ကျော်ပြီးတော့အသားကျသွားပြီဆိုရင်တော့ရွှေဝါရုံတန်းလောင်လိုမှုကျော်ပြလိုက်ပါမယ်။အဲဒီနောက်မှာအတင်သုံးမှုဆဲထုတ်ထားလိုက်ပါ။တန်းစင်ထားပြီးသားပစုံကိုကော်မုတ်နဲ့နေပြီးတော့ ရွှေဝါရောင်တန်းအောင်ကြော်ပြီးရင်တော့အတင်သုံးဖို့ခတ်ထားလိုက်ပါမယ်။အိုးတဲ့စီနဲငယ်ထက်ဂျင်းကြက်တံဖြူနဲ့ကနန်းသားပေါင်းရတာနှစ်ထုပ်တစ်ထုပ်ထည့်ကြော်လိုက်ပါမယ်။အဲဒီနောက်မှာတော့ဘီယာပလင်းတစ်ဝက်ထပ်ထည့်ပေးအောင်ပါပဲ။အခြားပါဟင်းခတ်အမွေးချိန်မှာထည့်ဖို့မလိုအပ်ပါဘူး။ကြက်ချီတောင်းနဲ့အာလူကို15စက္ကန့်လောက်အရင်ထည့်ပြီးမှပန်းကနန်း၊ပစုံနဲ့ဆန်မွန်ကိုထည့်ပေးလိုက်ပါမယ်။သူ့ကို9မိနစ်လောက်ဆက်တည်ပေးထားလိုက်ပြီးတော့အိုးမချခင်မှာကြက်တံမဲအနေငယ်ဖြူပေးလိုက်မယ်ဆိုရင်တော့အရာကြီးဖြစ်ပါတယ်။ဒီလိုချက်မယ်ဆိုရင်တအိမ်လုံးမှွေးပြန်ပြီးတော့ ါဝင်ပစ္စည်းတိုင်းကအရသာရှိနေမှာမလို့မိသားစုဝင်တွေကိုချက်ကျွေးလိုက်တော့နော်